ထိုင်ဝမ်အနီးကကျွန်းပေါ်မှာဒုံးကျည်အစ်စ်တွေထားမဲ့အစီအစဉ်ကိုဂျပန်ကဆက်အကောင့်ထဲပေါ်မယ်ဆိုရင် ပြင်းထန်စွာတုံ့ပြန်သွားမယ်လို့ရုရှားနိုင်ငံရဲ့ဝန်ကြီးဌာနပြောခွင့်ရမာရီယာဇာကာရိုဗာကနိုဝင်ဘာ28ရက်နေ့ကချင်းချောက်ပြောကြားလိုက်ပါတယ်။အမေရိကန်ရဲ့ညွှန်ကြားချက်ကြောင့်ဂျပန်ကဒုံးကျည်တွေထားတာလို့ရုရှားကဆွတ်ဆွဲပါတယ်။တရုတ်နိုင်ငံရဲ့အန်ဒီယေကိုကာကွယ်ဖို့ဂျပန်အတွက်အရေးပါဆုံးနေရာလို့ယူဆထားတဲ့ အီရှိကာဂီနဲ့ယူနာဂူနီကျွန်းနှစ်ကျွန်းကိုဂျပန်ကာဝေးရေးဝန်ကြီးရှီချီရိုကိုအီဇူမီပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့ကတွားရောက်ခဲ့ပြီးအဲ့ဒီကျွန်းတွေမှာကာဝေးရေးအတွက်သုံးတဲ့တာလပစ်ဒုံးကျည်တွေထားသွားမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဂျပန်ဟာသူ့ရဲ့အနောက်တောင်ဒေသကိုထိုးစစ်ဆင်တဲ့စစ်အခြေစိုက်စခန်းအဖြစ်အသွင်ပြောင်းနေတာလို့တရုတ်ဆိုရလေတံအတိုင်းရုရှားကဆွဆွဲပြောဆိုပါတယ်။တကယ်လဲရုရှားရဲ့ဆွဆွဲမှုတွေဟာတရုတ်နဲ့ လေတံတတန်နဲ့ဖြစ်နေတာကြောင့်ဂျပန်ကိုဖိအားပေးတဲ့အနေနဲ့ရုရှားကိုတစ်ဖက်လက်နဲ့တရုတ်ကပြောခိုင်းတာလည်းဖြစ်နိုင်ပါတယ်။ဒေတာတွေမှာတရုတ်နဲ့ရုရှားတို့ရဲ့ကြီးထွားလာနေတဲ့ရန်လိုတဲ့လောက်ရက်တွေကြောင့်ခုခံကာကွယ်ရေးအတွက်အသုံးပြုဖို့ဒီဒုံးကြီးတွေကိုထားမှာဖြစ်ကြောင်းဂျပန်ကပြောပါတယ်။ဂျပန်အနေနဲ့သူ့နိုင်ငံအတွင်းမှာနျူကလ িয়ার လက်နဲ့ထုတ်လုပ်ပိုင်ဆိုင်ခြင်းမပြုပါဘူးဆိုတော့အမျိုးသား policy ကိုဝန်ကြီးချုပ်ဆန္ဒရေးတာကာကြီးချီကပြင်ဆင်ဖို့စူးစမ်းနေတဲ့အချိန်လေးဖြစ်တာကြောင့် တရုတ်နဲ့ရုရှားတို့ကပို့ပြီးတော့အမျက်ထွက်နေကြတာပါတစ်ဖက်မှာလည်းဂျပန်နိုင်ငံအိုကီနာဝါကျွန်းကအမေရိကန်စစ်လက်နဲ့ပစ္စည်းတွေယူနာဂူနီကျွန်းကိုပြောင်းရွှေ့နေပြီဆိုတဲ့သတင်းတွေလည်းထွက်နေပါတယ်အခုနောက်ဆုံးရုရှားရဲ့ချင်းချောက်မှုကိုကြီးကြီးအဖျင်းကမ္ဘာအင်အားကြီးနိုင်ငံတွေအကြားကြီးထွားလာနေတဲ့အားပြိုင်မှုမှာဂျပန်ဟာတဖြည်းဖြည်းနဲ့ဗဟိုချက်မှဖြစ်လာနေတယ်ဆိုတာကိုပြသနေတာလည်းဖြစ်ပါတယ်ဂျပန်နိုင်ငံသားအများစုကတော့ Indo-Pacific ဒေသဟာလွန်ခဲ့တဲ့ဆယ်စုနှစ်များစွာအတွင်းမှာ အနည်းအရှိဆုံးအချိန်ကိုရောက်လာနေပြီလို့ယူဆနေကြပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ